မိတ်ဆွေများခင်ဗျာတရားရုံးမှာအမှုနိုင်ပေမဲ့ကိုလိုချင်တဲ့အိမ်နဲ့မျိုးကိုလက်လွတ်လပ်ရတဲ့အဖြစ်မျိုးတွေးပူးကြပါသလားငွေသိမ်းပေါင်းရာနဲ့ရှိပြီးတော့ပြေးချထားတယ်တစ်ဖက်ကလည်းကတိပြက်လို့တရားစွဲတယ်ဒါပေမဲ့အမှုဖြစ်နေတဲ့ကာလမှာတစ်ဖက်လူကအဲ့ဒီမျိုးကိုတခြားသူစီရောင်းချဖို့ကြိုးစားတာကိုတရားရုံးကနေပြီးတော့တာဝန်ရံပိတ်လို့မရခဲ့ဘူးဆိုရင်ဘလောက်တောင်ရင်နာစရာကောင်းမလဲဒီနေ့မှာတော့သိမ်းပေါင်းရာနဲ့ရှိရင်ပြီးမှရလိုက်တဲ့အင်ရှန်မြေသင်ကန်းစာတစ်ခုအကြောင်းကိုမျှဝေပေးခြင်းပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိမ်းအောင်ပါ ဒီဇလန်တွင်2016မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်အေးအေးခိုင်နဲ့ဒေါ်ထင်းတရမပြင်ဆင်မှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြတော့မှာဖြစ်ပါတယ်။တရားစွဲနည်းလမ်းကြောင်းတစ်ခုမှားလိုက်တာနဲ့ကိုယ့်ရဲ့အခွင့်အရေးတွေဘလို့ပြောင်းလဲသွားလဲဆိုတာကိုဒီဇလန်မှာတွေ့ကြရမှာဖြစ်ပါတယ်။ဇလန်ကတော့ဒီလိုပါ။မွန်ပြည်နယ်ပေါင်မြို့နယ်မှာရှိတဲ့တံပိုးသိန်း200တန်မြေခွက်နဲ့အင်တလုံးကိုဒေါ်ထင်းဆိုတဲ့အမျိုးသမီးကဝယ်ယူခဲ့ပါတယ်။စာချုပ်ရှုပ်တဲ့ငွေရှိတဲ့ဒါပေမဲ့ပြည်ထနာကမှတ်ပုံနဲ့စာချုပ်ရှုပ်ဖို့ပြောတဲ့အခါမှာ ရောင်းသူဒေါ်အေးအေးခိုင်ဘက်ကညှင်းဆန်လိုက်ပါတယ်။ဒီတော့ဒေါ်ထေးကမကျင်နဲ့ပါဘူး။တရားဆွဲလိုက်ပါတယ်။ဒီနေရာမှာသတိထားမှာကဒေါ်ထေးဆွဲဆိုတဲ့အမှုပုံစံမှာသူကအိမ်နဲ့မြေကိုမှတ်ပုံနဲ့စာချုပ်ရှုပ်ပြီးတော့လွှဲပြောင်းပေးပါလို့ဆွဲတာမဟုတ်ပါဘူး။စာချုပ်ဖောက်ဖြစ်တဲ့အတွက်ကြောင့်မြေရဲ့တန်ဖိုးနှစ်ဆဖြစ်တဲ့ရော့ချင်းငွေ3400ရလုံမှုနဲ့တရားဆွဲလိုက်တာပါ။အဲ့ဒီလိုရော့ချင်းငွေရလုံမှုနဲ့တရားဆွဲတော့မှာပဲဒေါ်ထေးကရောင်းသူဒေါ်အေးအေးခိုင်ဟာ ဲ့ဒီမျိုးကတခြားသူစီလွှဲပြောင်းရောင်းချဖို့ကြိုးစားနေတယ်လို့ကြားသိရပါတယ်။ဒါကြောင့်တရားရုံးမှာအမှုဖြစ်နေတဲ့အဲ့ဒီမျိုးကိုတခြားသူစီကိုမရောင်းရအောင်တားပေးပါဆိုပြီးတော့ယာယီတာဝန်ခြောက်ထားလိုက်ပါတယ်။ခရိုင်တရားရုံးနဲ့ပြည်내တရားလွှတ်တော်တို့ကဒေါ်ထေးဘက်ကနေပြီးတော့တာဝန်ထုတ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ရောင်းသူဒေါ်အေးခိုင်ကမကျေနပ်လို့နေပြီးတော့ပြည်တော်စုလက်တော်တရားရုံးချုပ်ထိတက်ရောက်ပြီးတော့ပြင်ဆင်မှုခြောက်ထားခဲ့ပါတယ်။ ကဲဒီနေရာမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဘလို့ဆွန့်ပြတ်တယ်လဲဆိုတာကအယံကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ပထမတစ်ချက်ကတရားမကျင့်ထုံးဥပဒေအမိန့်39ဤဥပဒေတည်းအရတရားဝင်ထုတ်ဖို့ဆိုရင်အငင်းပွားနေတဲ့ပစ္စည်းဟာပစ္စည်းယူရင်းမဲ့အန္တရာယ်ရှိမှဒါမှမဟုတ်တပားသူလက်ထက်ရောက်သွားမဲ့အန္တရာယ်ရှိမှထုတ်ပေးလို့ရပါတယ်။ဒါပေမဲ့အရေးကြီးတာကအဲ့ဒီပစ္စည်းဟာအငင်းပွားပစ္စည်းစစ်စစ်ဖြစ်ရပါမယ်။ဒီမှုမှာတော့ဒေါ်ထီကမြေကိုအလိုရှိကြောင်ဆွဲတာမဟုတ်ဘဲရော့ကြီးငွေကိုသာရလိုကြောင်ဆွဲတာဖြစ်ပါတယ်။ ဒါကြောင့်ဒီမြေခွက်ဟာအမှုရဲ့အငင်းပွားပစ္စည်းဓာတ်ရမဟုတ်တော့ပါဘူး။ငွေရလုံမုံတက်တက်ဖြစ်နေတာကြောင့်ဤဥပဒေတင်တဲ့တာဝန်ရင်းကိုထုတ်လို့မရဘူးလို့သုံးသပ်ပါတယ်။ဒုတိယတစ်ချက်ကတော့ဤဥပဒေနှစ်ပါ။ဒါကပဋိညာဖောက်ဖြစ်တာကိုတားမြစ်ဖို့ပါ။ဒေါထိရဲ့အမှုကပဋိညာဖောက်ဖြစ်တာကိုတားစီပေးဖို့တောင်းဆိုတာမဟုတ်ပဲဖောက်ဖြစ်ပြီးဖြစ်တဲ့ကိစ္စအတွေ့ရောချင်းငွေရလုံချင်တာဖြစ်ပါတယ်။ဒါကြောင့်ဤဥပဒေနှစ်နဲ့လည်းအကျုံးမဝင်ပြန်ပါဘူး။ရှုပ်လိုက်ရင်တရားလွှတ်တော်ကဘာပြောလဲဆိုတော့ ဝဲသူဒေါ်ထေဆွဲဆိုတာကမြေကိုလိုချင်လို့ဆွဲတာမဟုတ်ဘူးငွေလိုချင်လို့ဆွဲတာမြေနဲ့အိမ်ဟာအမှုရဲ့အငင်းပွားပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်ဒီမြေကိုရောင်းချခြင်းမပြုရဆိုပြီးတော့ယာယီတာဝန်ထုတ်ဆင်းပေးတာဟာမှားယွင်းတယ်ဆိုပြီးတော့အောက်ရွံ့နေရအမင်းကိုပြဖြက်လိုက်ပါတယ်ရောင်းသူဒေါ်အေးအေးခိုင်ဘက်ကနိုင်တော့ပါတယ်ကဲဒီဇယ်လန်ကနေကျွန်တော်တို့မိတ်ဆွေတွေဘာသင်ခန်းစာတွေယူလို့ရမယ်ကြည့်အောင်ပါကျွန်တော်မိတ်ဆွေတွေအနေနဲ့အင်ရှန်မြေဝယ်ထားပြီးတော့မှတ်ပုံနဲ့စာချုပ်ချုပ်ပေးဖို့တရားစွဲမယ်ဆိုရင်ကိုလိုချင်တာကမြေလားငွေလားဆိုတာကိုတိတိကျကျဆုံးဖြတ်ဖို့လိုပါတယ် မြေကိုပဲလိုချင်လို့ဆိုရင်တော့မှတ်ပုံတင်စာချုပ်ချိုးဆိုပေးစီလုံမှုနဲ့ဆွဲမှသာအဲ့ဒီမြေကိုမရောင်းရအောင်တာဝန်ရချလို့ရမှာပါတကယ်လို့ငွေကိုပဲပြန်လိုချင်လို့ရောကြီးဆွဲမယ်ဆိုရင်တော့တစ်ဖက်လူရဲ့မြေကိုတာဝန်ရနဲ့လှမ်းပိတ်လို့မရနိုင်ဘူးဆိုတဲ့အကြောင်းကိုဥပဒေဘ ഹു သူတာအဖြစ်မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ